အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်တို့ဒီကနေ့2025ခုနှစ်ဇွန်လ4ရက်နေ့ရက်မနက်ခင်းသတင်းတွေကိုတင်ဆက်ပေးရမယ့်အချိန်ရောက်ရှိလာပါပြီပြည်သူ့ဘောင်းကိုတော်လှန်နေသက်ပါလို့နှုတ်ခွန်းဆက်သပါရခင်ဗျာအဲ့တော့ဒီကနေ့မနက်မှာတော့မင်္ဂလာသိပ်ကိုရှိတဲ့သတင်းကောင်းတစ်ပုဒ်နဲ့စတင်ကြပါတယ်ဒီသတင်းကတော့ထိုင်းမြန်မာနယ်စပ်မှာရှိတဲ့တေဘောဘောစခန်းကိုတော်လှန်တပ်ဖွဲ့တွေကမနေ့ကသိမ်းပိုက်ခဲ့ပါတယ်သိမ်းပိုက်တဲ့နေရာမှာစခန်းမကျဖို့အတွက်အကြမ်းဖက်ဆက်ရှုံးကောင်စီတပ်ကလေကြောင်းကနေဘုံကျဲပြီးတော့ခုခံပါတယ် အဲ့လိုလေချောင်းကနေဘုံကျဲခုခံတဲ့နေရာမှာကျဲချလိုက်တဲ့ဘုံဒီတလုံးကအကြမ်းမဆစ်ရှုံးကောင်စီတပ်သားတွေရှိရာလူသူတို့လူအချင်းချင်းမှားပြီးတော့ကျဲမိလိုက်တဲ့အတွက်30ဝန်းကျင်အဲ့နေရာမှာပဲတည်ဆုံသွားတယ်လို့သိရပါဗျ။အဲ့တော့ဘုံမှကျဲမိလို့30လောက်တည်ဆုံတဲ့အခါမှာကစင်းကလေးအဖြစ်နေတဲ့အကြမ်းမဆစ်ရှုံးကောင်စီတပ်သားအများစုကအလံဖြူထောင်ပြီးတော့လက်နက်ချသွားကြပါတယ်။တော်လိုင်းတပ်ပေါင်းစုတွေကလည်းမနေ့ကညနေပိုင်း 6နိုင်ခွဲဝင်းကျင်လောက်မှာတေဘဘူစခန်းဘူဟာစခန်းကုန်းကြီးကိုသိမ်းဆီးရမိလိုက်တာဖြစ်ပါတယ်။နောက်ထပ်သတင်းတစ်ပုဒ်ကတော့မင်းတို့ကဆရှုံးကောင်စီကဖမ်းဆီးလိုက်တဲ့ဇော်ဖုံးဟင်းစစ်ကြောရေးစခန်းကိုရောက်နေပြီလို့သိရပါတယ်။အဲ့တော့ဒီနေရာမှာထူးဆန်းတာကတော့ဇော်ဖုံးဟင်းအဖမ်းခံရတာနဲ့ပတ်သက်ပြီးပေါက်ကရုံးကတော့ပြုံးစီစီကြီးနဲ့ဇော်ဖုံးဟင်းအဖမ်းခံလိုက်ရတာကံကောင်းတယ်ဆိုပြီးတော့ ပြောလာပါတယ်။ဘာကြောင့်များဒီလိုပြောတာဖြစ်မလဲ။သတင်းထဲမှာကျွန်တော်တို့နားဆင်ရမှာပါ။နောက်သတင်းကတော့ဘောလခဲမှာရှိတဲ့ဒီကရင်ဒီဒေတာဘောလခဲမှာရှိတဲ့အကြမ်းမဲ့ဆက်ရှုံးကောင်စီတက်ရဲ့ရင်းနှီးပေါက်ဗျူဟာစခန်းကုန်းကိုဂရင်းဒီတပ်ပေါင်းစုကသိမ်းလိုက်ပြီးဖြစ်ပါတယ်။အဲ့တော့မြိုင်းမြိုင်းဆိုင်ဆိုင်ပဲမိုးရသည်စစ်စင်ရေးအတွင်းမှာတော်လိုင်းတက်ဖွဲ့တွေကတော့ဂရင်းဒီနောက်ထပ်နေမြင့်ချင်းထိဆက်နေတဲ့ကရင်ဒေတာတွေမှာတစ်ခုပြီးတစ်ခုစခန်းတွေကို သိမ်းဆီးနေတာဖြစ်ပါတယ်လက်တံပြောင်းနေတာဖြစ်ပါတယ်ဒီသတင်းပြည်စုံကိုလည်းနားဆင်ရမှာပါနောက်ထပ်သတင်းကတော့ဒီအဆိုတော်ပူပူကိုဆန္ဒပြတဲ့တောင်ကိုရီးယားကိုရောက်မြန်မာတွေနဲ့ဘာကိုလာရောက်သူတချို့ခိုက်ရန်ဖြစ်ွားတယ်လို့သိရပါတယ်ပူပူကတော့သိတဲ့အတိုင်းကျွန်တော်2020ခုနှစ်မှာအာနာသိမ့်ပြီးနောက်ပိုင်းမှာတော်လိုင်းဘက်မှာပါဝင်ခဲ့တယ်လူလူနဲ့တူတူရက်တည်ခဲ့တယ်အဲ့တော့ဆစ်ရှုံးကောင်စီကဖမ်းဆီးထိန်းသိမ်းတာကိုခံရတယ်ထောင်၃နှစ်ဝန်းကျင်ကြာခံရတယ်အဲ့တော့ထောင်ကလွတ်လာချင်းချင်းမှာတော့ ထောင်ထဲမှာဘလို့တွေစီယုံသိမ့်သွင်းခံလိုက်ရလဲမသိဘူးယုံလေးတို့ကိုဒီတကယ်ရုပ်မာတဲ့ယုံလေးတို့ကိုကျေးဇူးတင်စကားပြောသလိုစစ်ရှုံးကောင်စီအတိုင်းဝိုင်းနဲ့လဲပူပူကက်ကက်နင်းနီးကက်ကက်ဆက်ဆံပြီးတော့ရှိုးဝဲတွေပြုလုပ်တယ်နောက်တစ်ခါပြည်သူတွေလက်မခံတဲ့ပြပနိုင်ငံမှာရှိုးဝဲတွေလှုပ်ဖို့အတွက်စီစဉ်ပြုလုပ်တာဖြစ်တဲ့အတွက်ဒေါ်လာရံမုံငွေငွေပွဲလည်းမဟုတ်ဘူးအဲ့တော့ဒီနေရာမှာကျွန်တော်တို့ပြောစရာရှိတာကတော့ကိုယ့်ရဲ့စာဝတ်နေရေးအတွက်ကိုယ့်ရဲ့ ဲ professional လုပ်ငန်းတွေကိုလုပ်တာကပြဿနာမရှိပါဘူးဒါပေမဲ့စစ်ရှုံးကောင်စီတက်နေသွားပြီးတော့တပူပူတကက်ကက်နေတယ်ကုလူဆက်ဆံတာတွေပြုတ်လုတယ်ယုံလေးလူကောင်ပြို့ကိုကျေစုတင်တယ်ဆိုတဲ့အကြောင်းတွေကို officially ပြောဆိုခဲ့တာဖြစ်တဲ့အတွက်ရေဘော်စီအမှုပညာရှင်လို့တတ်မှတ်ပြီးပြည်သူတွေကကိုရီးယားမှာဆန္ဒပြတယ်ဖြစ်စင်ပါအဲ့တော့ဆန္ဒပြတဲ့သူတွေနဲ့အဲသူတချင်းဆိုတဲ့ဘာဘာကငမှုငယူတွေနဲ့မနေကတော့ကစားဖြစ်ပြီးခိုင်ရန်ဖြစ်ပေါ်တယ်ဆိုတဲ့သတင်းမှာဒီသတင်းနဲ့အတူဒီကနေ့ မနက်ခင်းရဲ့ထူးထူးခြားခြားသတင်းထူးတွေကိုနားဆင်ရမှာပါခင်ဗျာအဲ့တော့ပထမဆုံးသတင်းတစ်ပုဒ်အနေနဲ့ကျွန်တော်တို့ထိုင်းမြန်မာနယ်စပ်မှာရှိတဲ့တေဘောဘူးစခန်းကိုကင်နယ်လီတက်တွေကမနေ့ကအပြင်းထန်ထိုးစစ်ဆင်တဲ့အချိန်တေဘောဘူးစခန်းမကြဖို့အတွက်ဆက်ရှုံးကောင်စီကတိုက်လေရင်နေနဲ့ဘုံကျက်ခုခံတဲ့အချိန်မိမိတပ်ဖွဲ့ပေါ်ကိုဘုံမကျဲမိတဲ့အတွက်ဆက်ရှုံးကောင်စီတပ်ဖွဲ့ဝင်30ဦးသေဆုံးသွားခဲ့တယ်လို့သိရပါတယ် ။ရမနစ်ကဂျွန်လာ3ရက်နေ့ညနေပိုင်းမှာကန်ဒလီပူပေါင်းတက်တွေကတေဘောဘူစခန်းကိုအပိသက်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်းအဲ့လိုမသိမ်းပိုက်နိုင်မီစရှုံးကောင်စီကတိုက်လေရင်နေနဲ့အဆက်မပြတ်ခုခံပြီးတော့ဘုံကျဲခဲ့တာလည်းဖြစ်ပါတယ်။အဲ့တော့စရှုံးကောင်စီရဲ့ဒီဘုံမကျဲမှုကြောင်းဒီစရှုံးကောင်စီတပ်ဖွဲ့ဝင်30သေဆုံးခဲ့ပြီးကြန့်ရှိတဲ့စရှုံးကောင်စီတပ်ဖွဲ့ဝင်တွေကလည်းလက်နက်ချပြီးတော့အညံ့ခံနဲ့အလံပြူထောင်ခဲ့ကြတာလည်းဖြစ်ပါတယ်။ကနအူးတိရတာကတိုက်လေရင်တွေကဘုံမှကျဲတာ ေဘောပုစခန်းက30လောက်တည်ဆုံးတယ်။သူတို့စစ်ကူပြစ်ခတ်တာတွေကသူတို့လူသူတို့ပြန်ထိတယ်လို့သိရတယ်ဆိုပြီးထမ်းမြန်မာနယ်ဇက်စစ်ရေးသတင်းရင်းမြစ်တူကအချင်းတွေကိုပြောပြပါဗါတယ်။အဲ့တော့မနေ့ကတေဘောပုစခန်းသိမ်းတိုက်ပွဲမှာတော်လိုင်းရေးတပ်ဖွဲ့တွေဘက်ကတည်ဆုံးမှုမရှိဘဲနဲ့ရဲဘော်၄ဦးဒဏ်ရာအပြင်းထန်ရရှိထားတယ်လို့လည်းသိရှိရပါဗါတယ်။ဆက်ရှုံးကောင်စီတပ်ရဲ့တေဘောပုစခန်းကိုတော်လိုင်းတပ်တွေကရရှိသွားပြီးဖြစ်တဲ့အတွက်ထိုင်းမြန်မာနယ်စပ်မှာဆက်ရှုံးကောင်စီတပ်စခန်း၄ခုသာကျန်တော့ပြီး အဲ့ဒီစခန်းတွေကတော့ဥဂရထဝလီပြူဟာကုန်းတီတဲလေစခန်းထီကပလေစခန်းတို့ဖြစ်တယ်လို့သိရပါတယ်အဲ့တော့သက်ရှိ CEO ကတော့ရေကုန်စရာကောင်းအောင်ကြံရှိနေသေးတဲ့စခန်းထဲမှာပါပါတယ်ဒါတော့အဲ့ဒီ CEO ကတော်လိုင်းတက်ဖွဲ့တွေချီကုန်တာကိုခံရမလဲဆိုတာကျွန်တော်တို့စောင့်ကြည့်ရမယ်အချိန်လေးပါဟုတ်ပါဟုတ်ပါချက်ပဲချက်ပဲကောင်ကူကတက်ထားတာအဲ့ကော အဲ့ဝိုက်နေတော့ရှိသေးတယ်ဟိုမှာကျေးဇူးကျေးဇူးကျေးဇူးကျော်ရတယ်ကျော်ရတယ်ပြပြရတယ်ကျော်လေးကကျော်လေးတော့တဲအောင်ပါဟောချခဲ့ပြီဟာဒီကောင်းလေးစကားမောင်ကျဲပါလားဟမ်နောက်တဲ့သတင်းကတော့သဘောဟင်းကြီးတယောက်စစ်ကြောရေးမှာဘလို့ချင်းနေနေရှိနေလဲဆိုတဲ့သတင်းမှာကျွန်တော်တို့ဆက်ရအောင်ပါမရောက်နိုင်ပါဝင်စစ်တပ်ခေါင်းဆောင်တွေကိုဆဲဆိုတဲ့အမှုနဲ့နောက်ထပ်ဒီတစ်ခိုးထုံမှုတွေ လက်နက်မောင်ခုမှုတွေဒီအမှုတွေနဲ့ဖမ်းဆီးခံထားရတဲ့စစ်တပ်လော်ဘီသဘောဟင်းကိုအလဲပိုင်းတိုင်းစစ်ဌာနချုပ်ကစစ်ထောက်လိုင်းအင်းတွေကစစ်ကြောရေးကိုခေါ်ဆောင်ပြီးတော့စစ်ကြောနေတယ်လို့ပြင်းလွယ်ခြေဆိုင်ရဲသတင်းမြစ်ကပြောပါတယ်ဂျွန်လာ၂ရက်မိုးလယ်တနားကျော်အချိန်လောက်မှာပြင်းလွယ်မှာနေထိုင်တဲ့စစ်ရှုံးကောင်စီတပ်ရဲ့လော်ဘီသဘောဟင်းကိုစစ်ရှုံးကောင်စီတပ်ကဝန်ရောက်ဖမ်းဆီးသွားခဲ့တာဖြစ်ပါတယ်အဲ့တော့ဖမ်းဆီးပြီးတဲ့နောက်မှာလဲပိုင်းတိုင်းစစ်ဌာနချုပ်ကစစ်ထောက်လိုင်းရဲတွေကဇော်ဖိုးဟင်းကို စစ်ကြောရေးစခန်းကိုခေါ်ဆောင်သွားပြီးစစ်ကြောနေကြောင်းစစ်တပ်ခေါင်းဆောင်တွေကိုဆဲဆုံမှုနောက်ွယ်မှာဘလိုမျိုးရည်ရွယ်ချက်တွေပါရှိနေတယ်ဆိုတော့အချက်ကိုစစ်ကြောမေးမြန်းနေတာဖြစ်တယ်လို့သိရှိရကြောင်းပြောဆိုပါတယ်ခင်ဗျာဖမ်းပြီးတော့တခါတည်းစစ်ကြောရေးကိုခေါ်သွားတယ်ဂျွန်လာနှစ်ရက်နေကလေးကစစ်ကြောရေးကိုတန်းခေါ်သွားတာအခုချိန်ထိရဲစခန်းကိုမရောက်လာသေးဘူးစစ်ကြောရေးလုံနေတယ်လို့သိရတယ်စစ်ကြောရေးစခန်းဆိုတော့ခက်ကြမ်းကြမ်းတော့ဖြတ်တန်းရနိုင်နေဆိုပြီးပြူးလွင် ရဲတရင်မြစ်ကပြောဆိုပါတယ်ခင်ဗျာအဲ့တော့လူကောင်ကြီးကလည်းជីជីကြမ်းကြမ်းရမ်းရမ်းလည်းခန်းနိုင်ပါပါစစ်ကြောရေးမှာဘလို့များဖြစ်နေမလဲတိတ်ကိုစိတ်ဝင်စားပြန်ဟာကောင်းပါတယ်အဲ့တော့အကြမ်းဖက်စစ်ရှုံးကောင်စီဒီခွေးတဲ့တိုက်ကတော့ပြည်သူတွေကိုတော်လန်ပြည်သူတွေတော်လန်ရေးသမားတွေတိုက်ကြွလှုပ်ရှားသူတွေဆိုရင်စစ်ကြောရေးမှာအစွဲတရားရားနဲ့เนาะပြည်သူလူထုကိုတော့အစွဲတရားရားနဲ့အမြဲတမ်းကြိုက်ချင်းဟောင်းချင်း ရုပ်မာခြင်းနဲ့အနေထားရှိနေတာအဲ့တော့ခွေးချင်းချင်းဆိုတော့ကြိုက်တာတော့အကြောင်းသိပြီးတော့မထူးပါဘူးဘလို့ပုံစံမျိုးတွေကြိုက်မင်းဆိုတာတော့ကျွန်တော်တို့သတင်းထဲမှာထပ်ပြီးတော့သတင်းဒူးတွေကိုနားဆင်ရမှာပါအဲ့တော့သဘုံရင်ဘက်ကန်နဲ့ပတ်သက်ပြီးထူးခြားတာကတော့ပေါကရုံးပေါကရုံးဝါတဝကတော့ပြုံးပြပြမျက်နှာကြီးနဲ့ရုပ်သံဖန်တခုပြောထားပါတယ်ဇော်ဘုံဟင်းကိုဆက်ရှုံးកောင်းစီတက်ကဖန်းစီခံရတာဇော်ဘုံရဲ့အနေနဲ့ကံကောင်းကြောင်း ဘာအတွက်ကြောင့်ကံကောင်းတယ်လို့ပြောတယ်ဆိုတာကိုတော့ရုပ်သံဖိုင်မှာကျွန်တော်တို့အတူတူပဲကြည့်ရှုကြည့်လိုက်အောင်ပါခင်ဗျာဟုတ်ပြီပါဖန်ခါတော့ဟုတ်တော့ဗျာဟောဘယ်လိုဝေးဖန်ခါလားတမပါဗျာဟိုပါဗောနဲစစ်စစ်မင်းမြန်ခါလားဗောဟိုပါဗောဘယ်လိုဝေးဘာကြောင့်အဲ့လိုတော့ကြားနေရတယ်တမပါအဲ့နဲ့ဘာပဲပြောပြောဗောကံကောင်းနဲ့ပြောရမှာတမပါဗျာစစ်တပ်ကဖန်တယ်စစ်တပ်ကဖန်တယ်စစ်တပ်ကဘာလို့လဲဆိုတော့တစ်ဖက်ကမကျင်တဲ့တိုင်လို့ရှိရင်တော့ဥပဒေမှာတော့လောရမှာပါ တမကဘာမှုလို့တော့မတီးကြိုးတယ်ကိုတော်ဝင်းကန်ကောင်းတာပေါ့အပြစ်မှာဆိုရင်ပြီးစီရီယက်ကဖမ်းသွားရင်ခေါင်းဖြတ်ခံရမယ်အတက်ခံရမယ်စစ်တပ်ကဖမ်းသွားရင်ခေါင်းကြောက်မှလည်းလို့ဘာမှမရှိဘူးတမမဟုတ်လားတမပြအဲ့တော့အစိုးရကအကောင့်တစ်ခုပဲပြောရမှာဒါတပိတော့လည်းရေရက်ကြီးဟာတုံးတက်ပါတယ်တမသူကခရလေးအဲ့လိုဆဲဆူမိတာလေးတွေများလာပြီးတော့လို့ကြတော့ဒီကြီးတွေတခုကြီးကိုတုံးတက်တာဟုတ်တမပြအဲ့တော့ဘာကြောတော့ စိတ်ကောင်းစိတ်မကောင်းဝင်ကလွဲလို့ပေါ့ဒါနဲ့ကုသိုလ်ဘုန်းကြီးကအဆူတွေကဟောပေါ့အဆူတွေကအကောင်းမဲ့တွေ့ရမကံကောင်းနဲ့ပြောရမှာတမောစစ်တပ်ကဖမ်းရင်စစ်တပ်ကထောင်မဲ့ချမှာတမောပြည်ရကဖမ်းရင်ရဲဆက်ဆက်တက်ရဲဆက်ဆက်လို့တော့သူပြည်ရဲ့အန်ဒီရဲကတော့ပြေးဝေးသွားတာပေါ့တမောမဟုတ်လားတမောတန်တဲ့လူတွေတပြိုတော့ကိုယ်ကတန်တဲ့ကုသိုလ်သူတို့မှ30ဦးတို့တော်တော်များများရှိရဲ့တမောဝိုင်းရထောက်ခံလို့ကုသိုလ်မျိုးမင်းတို့အများကြီးရှိရဲ့ ဟိုနောင်တော်လေးဆိုဟိုဟိုအမင်းတော့အများကြီးအများကြီးပါပဲဟိုနမ်ဒဂါမစပိုက်တာစုလို့ဟိုကြော်မိုးတော့အများကြီးရှိတယ်သူတို့တွေဆိုလို့ရှိရင်အပြင်သွားရမလို့မလုံဘူးလေတမောပီဒီရဲ့အန်ဒီရဲ့ကြောက်အောင်ပါအဲ့တော့ပူတော်ဖုံးရတာထောင်ထဲမှာတော့တကယ်လို့ထောင်ထဲရောက်ခဲ့ရလေထောင်ထဲမှာတော့ဥစဉ်လက်နေခဲ့တယ်မြို့လက်နေခဲ့တာပဲမဟုတ်လားတမောပြထောင်ထဲမှာတော့အစ်စစ်စစ်စာအုပ်လေးထားလိုက်ဟုတ်လားတမောအဲ့နဲ့စာပြုတ်လေးကြောက်လိုက်ထောင်ကစားပုံမှန်လာလို့ရှိရင်ကောင်းကောင်းဝင်ကားလို့ရတဲ့အနေသားလေတမောပြအစ်စစ်စစ်ထောင်ထဲမှာတော့အစီအပြေကျမကြီး အသက်ရှည်ပူပြီးမှအသက်ရှည်သွားတာပေါ့တမပါအသက်ရှည်ကြောင်းနီလန်ကောင်းနေခေါင်းထဲမှာလုတ်ပေါ့တမပါအဲ့တော့ကျွန်တော်တို့ဂရင်ဒီဘက်ကစကန်းသိန်းတိုက်ပွဲသတင်းကြောင်းရံနဲ့ဆက်ချင်ပါတယ်စကန်းတွေကတော့နည်းနည်းရရမှာတောက်လျှောက်သိမ့်နေကြတာပါဂရင်းနီဘီနဲ့ဘလခဲမြို့မှာရှိတဲ့ဆချုံကောင်စီတက်ရဲ့ရင်းဒီပေါက်ဘီဟာစကန်းကုန်းကိုရရှိပြီဖြစ်ကြောင်းဂရင်းနီတက်မတော် KAC ရေးချုပ်ဗိုလ်မှူးကြီးဖုန်းနိုင်ကပြောဆိုပါတယ်ခင်ဗျာမြပြင်စီရေးသတင်းချက်လက်ရမေလ22ရက်မှာ စစ်ရှုံးကောက်စီရဲ့ရင်နီပေါက်ဗျူဟာရဲ့ကာကင်းစခန်းတစ်ခုကိုဂရင်းတပေါင်းစုကသိမ်းပိုက်ပြီးတဲ့နောက်မှာဆက်လက်ပြီးတော့ထိုးစစ်ဆင်ခဲ့တာလည်းဖြစ်ပါလေ။အသေးစိတ်ချက်လက်မရသေးပေမဲ့ကျွန်တော်သိရသလောက်ရင်နီပေါက်ကိုကျော်သွားပြီလို့ပြောလို့ရပါတယ်။ချန်စီယိုထဲမှာပေါ့။တဖြည်းဖြည်းနဲ့မှကျွန်တော်တို့အလုလုနေပါတယ်ဆိုပြီးဗမူးကြီးဖုံးနိုင်ကဘောလကက်မြို့စီးရဲအခြေအနေကိုပြောဆိုပါလေခင်ဗျာ။စစ်ရှုံးကောက်စီစခန်းတွေကိုဆက်လက်ထိုးစစ်ဆင်နိုင်ဖို့အတွက်လက်နက်ခဲယမ်းလိုမျိုးရုပ်ဝတ္ထုလိုအပ်မှုချို့တော့ရှိနေတယ်ဆိုပြီးသူကဆက်ပြောပါတယ်။ အဲ့တော့ယင်းဒီပေါက်မှာစုစုပေါင်းစကားစအင်အားက200လောက်ရှိတယ်ကာကင်းကတစ်ခုတည်းမဟုတ်ဘူး3လေးခုလောက်ရှိတယ်အဲ့ဒါတွေဆက်ပြီးတော့တိမ့်မယင်းဒီပေါက်ကိုရတာဆိုပြီး Granny စစ်ဘက်သတင်းမြစ်တူကလည်းပြောဆိုပါတယ်ခင်ဗျာယင်းဒီပေါက်ပြူဟာစကန်ဂုံသိန်းတိုက်ပွဲမှာတော့ဒီမေလ30ရက်အထိကာကွယ်တပ်ဖွဲ့ဝင်5ဦးကြာဆုံးခဲ့ကြောင်းသိရှိရပါတယ်ယင်းဒီပေါက်ရွာဟာဘော်လကဲမြို့နယ်ကက်လျက်ရှိနေပြီးတော့တန်လွင်မြစ်အနောက်ဖက်ချမ်းမှာတည်ရှိပါတယ်ဘော်လကဲမြို့မှာစစ်ရှုံးကောင်စီတပ်စခန်း၅ခုအထိကိုတိုက်ပိုက်ထားပြီးဖြစ်ကား ဆရာကဒီတာ60ကျော်သေဆုံးပြီးတုံမန်းချုပ်ကိုဖမ်းမိကလက်နက်မျိုးစုံ40နဲ့ခဲယမ်းတွေလည်းရရှိတယ်လို့ Greenie B တပ်ပေါင်းစု စစ်ဦးစီးအဖွဲ့ရဲ့ဧပြီလ2ရက်နေ့မှာကြေညာထားတဲ့ကြေညာချက်အရာသိရပါတယ်ခင်ဗျာအဲ့တော့စစ်ဘက်သတင်းတွေအရတော့ဘောလကဲမြို့ပြင်ပမှာတော့မိုင်းထန်းကာကင်းစခန်းကြန့်ရှိနေသေးတယ်လို့သိရပါတယ်ဘောလကဲမြို့မှာဆက်ရှုံးကောင်စီရဲ့အခြေချစစ်ဗျူဟာအမှတ်429ချင်းမြန်တက်ရင်ခမာယ429ခမာယ430နဲ့ခလာယ 338ပြင်းရှမ်းပြည်နယ်အခြေစိုက်စစ်စင်ရေးကိုကဲမှုဌာနချုပ်စကခနှစ်လက်အောက်ခံတိုင်ရင်အချို့အားဖြစ်ထားတယ်လို့လည်းသိရပါတယ်ခင်ဗျာဒါကတော့ Greenly ဒေတာမှာရှိတဲ့စခန်းသိမ်းနိုင်မှုအခြေအနေတွေပဲဖြစ်ပါတယ်နောက်သတင်းကတော့စစ်ရှုံးကောင်စီတပ်ကတွေးပြက်နေတဲ့သတင်းမှာဘာကြောင့်တွေးပြက်လဲဆိုလို့ရှိရင်ဒီကချင်ဘက်မှာစစ်ရှုံးကောင်စီရဲ့ရဟတ်ရင်တွေပြစ်ခတ်ဖျက်ဆီးခံရတာအပအဝင်အရင်ရက်ကလည်း ရုရှားကဒီဘုံကျဲတိုက်လေရင်တွေကိုယူကရိန်းကနေပြီးတော့အစင်း40တစည်းဝင်းကျင်ကိုဖျက်ဆီးနိုင်ခဲ့တဲ့သတင်းတွေထွက်ပေါ်လာပြီးတဲ့နောက်မှာဆက်ရှုံးကောင်စီတပ်ကလည်းသူ့ရဲ့လေချောင်းနဲ့ပတ်သက်တဲ့လေတပ်ဌာနချုပ်တွေလေရင်တူလောင်ထားရှိရာနေရာတွေနဲ့ပတ်သက်ပြီးတော့တွေးပြက်နေတဲ့သတင်းတစ်ပုဒ်ပါဒါကတော့ကချင်ပြည်နယ်ဗမာမြို့နယ်ရွှေကူမြို့မှာဒီ FPV drone တွေနဲ့ဆေးရရဟရင်နှစ်စီးကို KAI ကဖျက်ဆီးပြီးတဲ့နောက်မှာလေတပ်တွေမှာ ရဟယင်နဲ့တိုက်လေရင်တွေကိုလေရင်ဂိုဒေါင်တွေမှာလုံလုံကျုံကျုံနဲ့တင်းစီထားဖို့နဲ့ဂျမ်မာတွေနဲ့ drone gun တွေကိုအစင်ဆက်မပြတ်စစ်ဆေးဖို့လေတက်တွေမှာညွန်ကြားထားကြောင်းသိရှိရတာဖြစ်ပါတယ်။အဲလေတက်တွေမှာတိုက်လေရင်တွေနဲ့ရဟယင်တွေကိုလေ့ကျင့်ပြန်တမ်းပြီးချိန်စစ်စင်ရေးပြီးချိန်တွေမှာလေရင်ဂိုဒေါင်ယုံတွေအတွင်းကိုတည်တည်ကြာကြာစနစ်တကျနဲ့တင်းစီရန်နာထားဖို့နဲ့ပြပမှာအချိန်ကြာမြင့်စွာဒီပြင်ပမှာအချိန်ကြာမြင့်စွာရန်နာတာတွေမပြုတ်လို့ဖို့ညွှန်ကြားထားလာတယ်လို့သိရပါတယ်။ အဲ့ဒီညွန်ကြားချက်ကတော့ကချင်ပြည်နယ်မှာ KIA ကစစ်ရဟတ်ရဲ့နှစည်းကို FPV ဒရုန်းတွေနဲ့တိုက်ခိုက်ဖျက်ဆီးခဲ့တဲ့ဗီဒီယိုထွက်ရှိလာပြီးတဲ့နောက်မှာညွန်ကြားလာတာလို့သိရပါတယ်။တော်တော်လေးသွေးပြက်လာတဲ့အနေထားပါ။တိုက်လေရင်နဲ့ရဟတ်ရင်တွေထားရှိမဲ့လေရင်တိုးလာယုံတွေကိုဘုံတံခံနိုင်ရှိ မရှိကြက်ခိုင်မှုရှိမရှိစစ်ဆေးဖို့လေတက်တွေမှာဂျမားတွေဒရုန်းကတ်တွေအမြဲအလုလုနေစေဖို့နေ့စဉ်စစ်ဆေးမှုတွေကိုပို့ပြီးတော့တင်းတင်းကြပ်ကြပ် လှုပ်ဆောင်မှုညွန်ကြားချက်တွေရှိနေတာလို့သိရပါတယ်။ညွန်ကြားချက်တွေကိုမလိုက်နာဘဲနဲ့ပေါ်ရော့မှုတွေလေရင်နဲ့ရဟန်းနေတိုက်ခိုက်ဖျက်ဆီးခံရရင်ဒီသက်ဆိုင်ရာတာဝန်ရှိသူအားလုံးအေးအေးယူခံရမယ်လို့ညွန်ကြားချက်မှာဖော်ပြထားတယ်လို့လည်းသိရပါတယ်။ကချင်ပြည်နယ်ဘော်ဘော်မြို့နယ်မှာအရင်ကမေလအတွင်း KIA က FPV ဒရုန်းတွေနဲ့စစ်ရဟန်းနေစီကိုတိုက်ခိုက်ဖျက်ဆီးခဲ့ပြီးတော့စစ်တပ်ဘက်ကစစ်ကူတွားရောက်ခဲ့တဲ့ဗျူဟာမှုနဲ့အဖွဲ့အပါဝင်အနည်းဆုံးအရာရှိစစ်သည်15ဦးထပ်မင်း တည်ဆုံးရတဲ့ဖြစ်စဉ်ပူပူနွေးနွေးဖြစ်လာတာဖြစ်ပါတယ်ခင်ဗျာအဲ့တော့နောက်ထပ်သတင်းကောင်းတစ်ပုဒ်ကတော့မြင်းချံဘက်ကသတင်းမှာ မြင်းချံမှာလဲသေရှုံးကောင်စီတပ်သားတွေ20ဝန်းကျင်တုံးလုံးပလက်ဖြစ်ရတဲ့သတင်းမှာဒီသတင်းပြည်စုံကိုဆက်ပြီးတော့ပြောရအောင်ပါမန္တလေးတိုင်းမြင်းချံမြို့နယ်မှာ PDF gate ကိုလာပြီးတော့တိုက်တဲ့အကြမ်းဖက်စစ်တပ်နဲ့တိုက်ပွဲဖြစ်ပွားပြီးသေရှုံးကောင်စီတပ်သား20ဦးထပ်မံနေသေဆုံးခဲ့တယ်လို့သိရပါတယ် အဲ့ဒီသတင်းကိုတော့အညာဒေတာတော်လန်ရေးအင်အားစုတာဝန်ရှိသူတို့ကဒီပြူပြောဆိုတာပါမနေ့ကဒီတနေ့ကပေါ့နော်ဂျွန်လာ၂ရက်နေ့မနေ့6နိုင်ခွဲလောက်မှာမြင်းချံမြို့နယ်လေသစ်ပြူရွာကနေစစ်သားနယ်ပြူစောထီတွေပူးပေါင်းထားတဲ့အင်အား80လောက်ရှိတဲ့စစ်ကြောင်းဟာဒီတရင်ဖို့ရွာအနီးမှာရှိတဲ့ PDF တပ်ဖွဲ့ဂိတ်ကိုဝင်ရောက်တိုက်ခိုက်ခဲ့တာလို့သိရပါတယ်အဲ့တော့ထီတိတိုက်ပွဲကညနေ9နိုင်ခန်းလောက်အထိတနေ့ကုန်ပြီးပါ တိုက်ပွဲဖြစ်ပြီးတော့စစ်သားနဲ့ပြူစောတီ20ဦးထပ်မင်းသေဆုံးပြီး PDF ရဲဘော်တဦးကြာဆုံးပြီးတော့6ဦးဒဏ်ရာရရှိခဲ့တယ်လို့သိရပါဗျ။အဲတော့ကျွန်တော်တို့ဂိတ်စခန်းကိုဝင်စီးတာကျွန်တော်တို့ကဂိတ်ကိုအသွာ security နဲ့ထိတ်တိုက်တွေ့တော့အဲ့ဒီမှာစပြီးတော့ပွဲဖြစ်တာတနေ့ကုန်ကြာခဲ့တယ်ညနေရောက်တော့မြင်းကြံမြို့ပေါ်ကနေစစ်ခွေးကား3စီးလာမှပြန်ပြီးတော့နောက်ဆုတ်သွားတာပါဆိုပြီးအညာဒေတာဒေါ်လာဟင်းအရာစုတာဝန်ရှိသူတဦးကမြင်းမြင်းတိုက်ပွဲအခြေအနေသေးစိတ်ကိုရှင်းပြပါပါတယ်ခင်ဗျာအဲ့တော့ဒေါ်လာဟင်းရဲဘော်တဦးမြင်းမြတ်စွာ အသက်ပေးခဲ့ရတဲ့တိုက်ပွဲတစ်ခုလည်းဖြစ်ပါတယ်။စစ်ခွေးအကောင်20အတုံးယုံဖြစ်တဲ့ဆိုပေမဲ့တော်လိုင်းရေးရဲဘော်တူမြင်းမြတ်စွာကြာဆုံးခဲ့ရတဲ့ဖြစ်စဉ်မှာတော့ကျွန်တော်တို့ပြည်သူတွေတော်လိုင်းရဲဘော်တွေရဲ့အသက်ကတော့စစ်ခွေး120မဟုတ်ဘူး100 200နဲ့လည်းမလဲနိုင်တဲ့အနေအထားဆိုတော့ကျွန်တော်တို့တော်လိုင်းရဲဘော်တူကြာဆုံးရတာတော့စိတ်မကောင်းဖြစ်ရပါတယ်။နောက်သတင်းကတော့ တောင်ကိုရီးယားနိုင်ငံကိုရောက်နေတဲ့မြန်မာတွေကအစိုးရပူပူရဲ့ဖြိုပြပွဲကိုကန့်ကွက်ဆန္ဒပြတဲ့အချိန်ဘားကိုလာရောက်သူမြန်မာတချို့ ਨੇ ထိတ်တိုက်တွေ့မှုဖြစ်ပေါ်ခဲ့တယ်လို့သိရပါဗါတယ်။အဲ့တော့မေလ30ရက်ညနေ9:00နာရီကနေကျွန်တော်တရက်နေ့မနေ့ပိုင်းအထိတောင်ကိုရီးယားအင်ချုံမြို့မှာရှိတဲ့လေပြည်ဘားနဲ့စားတောက်ဆိုင်အရှိမှာရေပေါ်စီနုပညာရှင်ပူပူတောင်ကိုရီးယားမှာဖြိုပြမှုအလိုမရှိဆိုတဲ့ဆိုင်းဘုတ်ကိုကင်ဆောင်ပြီးတောင်ကိုရီးယားကိုရောက်တဲ့မြန်မာ90လောက်ကဆန္ဒဖော်ထုတ်ခဲ့ကြတယ်လို့သိရပါဗါတယ်။အဲ့လို ဆန္ဒဖော်ထုတ်နေတဲ့အချိန်မှာလေပြည်ဆိုင်တွေကထွက်လာသူနှစ်ဦးနဲ့ကန့်ကွက်ဆန္ဒပြသူတွေကြားမှာအနေငယ်ခိုက်ရန်ဖြစ်ပွားခဲ့တယ်လို့ဆိုပါတယ်မူးနေတဲ့သူနှစ်ယောက်ကနေပြီးတော့ဆင်းလာပြီးတော့ဆန္ဒပြနေတဲ့သူတွေကိုတော်လှန်ရေးနဲ့ပတ်သက်ပြီးတော့ရိုင်းဆိုင်တဲ့ဇကားတွေနဲ့ဆဲဆိုတယ်မင်းတို့ကောင်းနေဗာလဲညာလဲဆိုပြီးတော့စိန်ခေါ်တဲ့ပုံစံမျိုးတွေလုပ်တယ်အဲ့တော့လာရောက်ဝင်းရံတဲ့သူတွေနဲ့အနေငယ်ဇကားများတာတော့ဖြစ်ခဲ့ပါတယ်လူအုပ်ကြီးတဲ့တော့သူတို့မျက်နာကိုထိုးမိလားမထိုးမိဘူးလားဆိုတော့တေချာပြောလို့မရပါဘူး လာရောက်ပြည်သနာရှာသူကိုယ်တိုင်ကမူးနေတာဖြစ်ပါတယ်ဆိုပြီးအဲ့ဒီပွဲမှာပါဝင်ခဲ့တဲ့ဆန္ဒထုတ်ဖော်ပွဲမှာပါဝင်ခဲ့တဲ့စီရီယံဗိုလ်ကြီးလင်းထန်အောင်ကအခြေအနေကိုပြောပြပါတယ်ခင်ဗျာဆိုင်ရှင်ဘက်ကလည်းအဲသူတို့ဆိုင်ကိုလာရောက်သူတွေကိုကိုထိလက်ရောက်စော်ကားတဲ့အတွက်လို့ဆိုကရဲတိုင်ကြားမှာဖြစ်ကြောင်းလိုက်လွှင့်ပြီးတော့ပြောဆိုခဲ့တယ်လို့သိရပါတယ်နောက်ဆက်တွဲအမှုဆက်ပြီးတော့မဖြစ်တော့ကြောင်းဆန္ဒပြရမှာပါဝင်ခဲ့သူတွေထံကနေသိရပါတယ် လေပြင်းဘားနဲ့စားသောက်ဆိုင်မှာဆိုရိုပူပူလာရောက်ဖြိုပြမှာဖြစ်ကြောင်းကြေညာခဲ့ရမှာတောင်ကိုရီးယားကိုရောက်နေတဲ့မြန်မာတွေကဝိုင်းဝန်းကန့်ကွက်ခဲ့ကြတဲ့အတွက်ပွဲစီစဉ်မှုကိုဖျက်သိမ်းကြောင်းဆိုင်ဘက်ကပြန်လည်ကြေညာခဲ့ပါတယ်ဒါပေမဲ့မေလ31ရက်နေ့ညပိုင်းမှာတော့ဆိုရိုပူပူတချင်းဆူဆူမဆူဆူဆန္ဒပြကြမှာဖြစ်တဲ့အတွက်လို့ဆိုကဆိုရိုပူပူကိုသူ့ရဲ့ဘားမှာတချင်းဆူခိုင်းခဲ့ကြောင်းထိုင်းဒီဆိုင်ဘက်ကနေပြီးတော့ထပ်ပြီးတော့ဖော်ပြလာတာကိုတွေ့ရပါတယ်အဲ့တော့ဆိုင်ကမဆူတော့ဘူးပွဲဖြစ်တဲ့ဆိုပြီးတော့ရှေ့မှာတော့ ကျင်ညာတယ်ဒါပေမဲ့နောက်မှာကလင်ကကြစ်နဲ့ဇာနာပြတာတွေပါဒီယူမဆိုင်ဘူးပူပူစုံမဲ့ပွဲစိုးရမယ်ဆိုပြီးတော့လုတ်တဲ့အတွက်ဇာနာပြပွဲထပ်ပြီးတော့ဖြစ်တယ်အဲ့တော့ဇာနာပြပွဲမှာအခုလိုမျိုးစိုင်တဲ့ကငမုံငယူတွေနဲ့တော်လိုင်းရေးဘက်ကဇာနာပြတဲ့သူတွေကြမှာခက်ရန်ဖြစ်ပွားတဲ့တဲ့င်းမှာဆိုတော့ပူပူဟာဆက်အနာသိမ့်မှုဆန့်ကျင်တဲ့လမ်းမကိုထပ်ပြီးတော့ဇာနာပြလှူရှားမှုမှာပါဝင်ခဲ့တာကြောင့်2020ခုနှစ်ဧပြီလမှာဖန်းစည်းထိမ့်သိမ်းခံရပြီးရသက်သက်ကြီးပုံမှန်905ကနဲ့ထောင်နဲ့3နဲ့ချမှတ်ခံခဲ့ရပါတယ် သူကတနေ့နေ့ဘာကြာမှာပြန်လဲလွတ်မြောက်လာခဲ့ပါတယ်ဒါပေမဲ့စစ်ရှုံးကောင်စီနဲ့နှိစက်တဲ့အစိုးရယုံလေးကိုသူထောင်ကနေထွက်ထွက်ချင်းကျေးဇူးတင်စကားပြောတာစစ်ရှုံးကောင်စီနဲ့နှိသက်သူတွေနဲ့ထက်တဲ့ဝင်ဝင်ပေါင်းသင်းဆက်ဆံတာတွေလူလူလက်မခံတဲ့ပြည်ပရှိုးပွဲတွေကိုစီစဉ်တာတွေကြောင့်ပြည်သူလူထုကရေပေါ်စီအမှုပညာရှင်ဖြစ်နေတတ်မှတ်တာကိုခံရသူတူဖြစ်ပါတယ်ခင်ဗျာအဲ့တော့ဒီကနေ့မနက်ခင်းရဲ့နောက်ဆုံးသတင်းတစ်ပုဒ်ကတော့မနေ့ကတေဘိုးဘိုးစခန်းသိန်း တိုက်ပွဲမှာဆက်ရှုံးကောင်စီကလေချောင်းနဲ့ပြစ်ခတ်မှုတွေအတွင်းမှာသူ့တပ်သားတွေကိုသူမှန်ယုံနေမကဘဲနဲ့ထိုင်းဘက်ချမ်းကပြည်သူတယောက်ကိုလည်းထိမှန်တယ်လို့သိရပါတယ်ဒီသတင်းအသေးစိတ်ကိုလည်းကျွန်တော်တို့ဆက်ပြီးတော့နားဆင်ရအောင်ပါအဲ့တော့ KNU ကရင်မျိုးသားစီယုံတပ်မ6ထိုင်းမြန်မာနယ်စပ်မှာရှိတဲ့တေဘောဘူစခန်းသိမ်းတိုက်ပွဲမှာဆက်ရှုံးကောင်စီတပ်ဖွဲ့ဝင်တွေပြစ်ခတ်လိုက်တဲ့ကြီကထိုင်းနိုင်ငံဘက်ကိုကြားရောက်ပြီးဒေသခံတအုပ်ကိုထိမှန်တယ်လို့ထိုင်းနိုင်ငံဖုတ်ဖရမ်မျိုးမော်လီချိုင်းကြီးရွာဒေသခံအမျိုးသမီးတအုပ်ကအတည်ပြုပြောဆိုပါတယ်ခင်ဗျာ တော့ထိုင်းမြန်မာနယ်သက်မှာရှိတဲ့တေဘဘိုးစစ်ရှုံးကောင်စီစခန်းဟာနှစ်နိုင်ငံနယ်နယ်မိတ်အဖြစ်နဲ့သတ်မှတ်ထားတဲ့တောင်ရင်မြစ်အနီးမှာတည်ရှိပြီးတစ်ဖက်မှာထိုင်းနိုင်ငံမော်လီချိုင်းကျေးရွာရှိကတိုက်ပွဲဖြစ်ချိန်ဂျွန်လ3ရက်နေ့ဒီနေ့လယ်ပိုင်းလောက်မှာစစ်ရှုံးကောင်စီပြစ်လိုက်တဲ့ကြီးကထိုင်းဘက်ကိုကြရောက်ပြီးတော့မော်လီချိုင်းကျေးရွာသားတဦးခြေထောက်ကိုထိမှန်ဒဏ်ရာရရှိသွားခဲ့တာဖြစ်ပါတယ်လက်နက်ကြီးစားကထိုင်းဘက်ကိုကြလာတော့လူတယောက်ခြေထောက်မှာထိတာဒဏ်ရာပြင်းထန်တော့မဟုတ်ဘူးဆေးရုံတော့ပို့လိုက်ရတယ်တေဘဘိုးစခန်း ဟိုတက်တာစစ်ရှုံးကောင်စီကပြင်အရှိတ်ဘက်ပြစ်ရတော့ဒါကစစ်ရှုံးကောင်စီကြီးပဲကြတာဆိုပြီးထိုင်းနိုင်ငံမော်လီချိုင်းယူပါသူတူကဒီ KNC သတင်းဌာနကိုပြောပါတယ်အဲ့တော့ထိုင်းအချင်းမြန်မြန်ချင်းနေရပေါ့ဒီတေဘဘိုစခန်းစခန်းကနေစစ်ရှုံးကောင်စီကပြင်အရှိတ်ဘက်ကမ်းဘက်ကိုပြစ်ရတော့ဒါကကြည်ကစစ်ရှုံးကောင်စီရဲ့ကြီးဖြစ်ကြောင်းကိုနည်းမြန်ချင်းနေတွေ့ရတဲ့ကြီးအရာမော်လီချိုင်းယူပါသူတူက အတိပြုပြောဆိုတာဖြစ်ပါတယ်ဒါကတော့ကျွန်တော်တို့ဒီကနေ့မနက်ခင်းမှာတွေ့ရတဲ့ထူးထူးခြားခြားသတင်းဖြစ်စဉ်တွေကိုကျွန်တော်ဝန်ရံကဝိုင်းတော်သားတွေနဲ့အတူစူးစီးတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်ခင်ဗျာပြည်သူအားလုံးကိုစိတ်နှပြချမ်းသာချမ်းသာပြီးစစ်အာဏာရှင်စနစ်ဆိုးလက်အောက်ကနေအမြန်ဆုံးလွတ်မြောက်ကြပါစေကြောင်းစုမုံကောင်းတောင်းလိုက်ရပါတယ်ထူးခြားတဲ့သတင်းဖြစ်စဉ်တွေနဲ့အတူကျွန်တော်တို့နေ့လည်ခင်းမှာပြန်လည်ဆုံတွေ့ပါမယ်ခင်ဗျာကျွန်တော်ရဲ့မိသားစုဆက်ဆံနေရခြင်းနဲ့ဝိုင်းဝိုင်းဒီအတွင်းမှာမိသားစုမျိုးများနေတဲ့ ဖတ်ပြီးကိန်းဆောင်တာမျိုးပေါ်တတိဖတ်ပြီးရတယ်လူကြီးလူငယ်ပြုလုပ်ခြင်းများမပြုလုပ်ကြဘူးတိုက်တယ်လို့ဟောပါတယ်ခင်ဗျာလူငယ်တွေရဲ့ခြင်းတွေလူသားတွေခြင်းများဖြစ်ပြီးဒီမှာဘုရားခြင်းများကိုယ်ခြင်းများတင်လာတာမခံနိုင်ကြဘူးဥပါရခံရပါတယ်ခင်ဗျာဘုရားဘုရားလူသားတွေဒီကောင်ကနေလူကောင်တစ်ချက်ဆက်ထားရဲ့လူရများကိုတော့မင်းလာချင်းကြည့်ရှုခြင်းများမပြု မေတ္တာရခဲတိုက်တွန်းလို့ဆိုအပ်ပါလေခင်ဗျာဒါပေမဲ့ဘုရားဒီလိုဒီလိုနေမယ်မိမိရဲ့အိမ်ကြီးထဲမှာဘုန်းကြီးရှင်နဲ့ဘုန်းကြီးနဲ့မဖြစ်မဲ့ဒီဖာကလို့ရပါလေအိမ်ထဲအိမ်ပိုင်းမှာဘုန်းကြီးရှင်နဲ့ထောက်ကြီးနေသူပြန်ထားကြဘူးအခုလိုပြီးလို့ရပါလေခင်ဗျာဘုရားမလို့မိမိရဲ့အိမ်ကြီးထဲမှာလေကြောင်းရဲ့မာကာဝေနိုင်တဲ့အတွက်ဘုန်းကြီးရှင်နဲ့ဘုန်းကြီးများမဖြစ်မဲ့စတဲ့သူပြန်ထားကြဘူး

get this see say just what i do me choose a chance for me pay ready don't so to a that we be send me how we go see try you at me sara could you be my how i let train me yeah you do to be be that the design you do on a you my dream on me can be yeah you know it's right yeah you ယုံကြည်သည်ဘာမတိကြည်လုံးကမွေးတဲ့အောင်စီတိတိုက်ပွဲတိုင်းလေတိုက်ခိုင်းနိုင်ရမည်ငါတို့အားကိုငါတို့ရဲ့ယုံကြည်ကိုစီအပ်တဲ့ပေးချတရေကောင်းပေါင်းလို့သည်တမိုင်းချပေးစက်ပေးချကတိပြုသင်စာတိကြည်လုံးလူလူအပေါင်းဤစံသာပြရမည်နိုင်ငံတော်ကိုသူစ

ွေရပြီတော့စုအတွက်အသက်သွေးပေးစမြည်ဒါဝင်ကိုစီတန်းရွေးကြမြည်စာရာကူဤပေးမှာထာဝရလက်တွေ့နီရဲ့ရင်သွေးတော့ပြီးပြီးတက်တိသစာကြီးရှင်သူအားနာရှုမြတ်ခြေမုံမြင့်ခြင်းမြည်ဉာဏ်ပညာနဲ့ဆွဲဖြတ်စီမြည်ယုံကြည်သည်ပါမတိဒီလူကမွေး စီသည်ဘာမတိဤသို့ရောဝဲတဲ့အောင်စစ်သည်တိုက်ပွဲရလေနိုင်ခိုင်နိုင်ရမည်ငါတို့အားကုန်ငါတို့ရဲ့ယုံကြည်ကိုစီအသက်ပေးကြတဲ့ရေကောင်းပေါင်းတို့သည်မိုက်ချေပေးစတဲ့ကြာကတိပြုသစ္စာတည်ဒီလူဘောင်းဒီစံတပြရည် 奶奶乐不主，谁教你？